ကြောက်ဖြူမျိုးအနီးမှာစစ်ကောင်စီတပ်နဲ့အေတို့ကြားတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတာရှိပေမဲ့တရုတ်စီမံကိန်းတွေကြောင့်အေကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးမလုပ်သေးဘူးလို့အေတပ်တွင်းသတင်းရင်းမြစ်တူကပြောပြထားတာကိုအတန်အစားထုတ်ဖက်ကြားပေးထားပါဗျ။တိုက်ပွဲကတော့နေတိုင်းဖြစ်နေပါတယ်စစ်ကောင်စီဘက်ကနေပုံရံဒယုံတွေနဲ့အတိကတိုက်ခိုက်နေတာကျွန်တော်တို့ဘက်ကတော့အကောလုံးကဝိုင်းရံထားတယ်စစ်ကောင်စီဘက်ကဘာမှလုပ်မရတော့ဘူးပေါ့နော် တပ်ဖွဲ့ကတော့သတိထားပြီးတိုက်နေရတာပေါ့ကျွန်တော်တို့အရန်ကြီးထိုးစစ်ဆန္ဒမျိုးမလို့ရသေးဘူးတရုတ်စီမံကိန်းတွေလည်းရှိနေတော့သတိတော့ထားနေရတာပေါ့နော်ပြစက်ကကြွယ်ကစစ်ကောင်စီတပ်စခန်းကိုကျွန်တော်တို့ဝန်တိုက်တော့စစ်ကောင်စီတပ်သား50လောက်ကတေဆုံးသွားတယ်နောက်ထပ်50လောက်ကျန်နေသေးတယ်ကြောက်ဖြူမျိုးထဲမှာရှိတဲ့စစ်ကောင်စီတပ်ရန်တွေကစစ်ကူပေးဖို့လုခဲ့ကြပြီမဲ့ကျွန်တော်တို့ချားဖြတ်တိုက်ခိုက်မှုတွေလုပ်နိုင်ခဲ့တယ်ပေါ့နော် ကြောက်ဖြူမှာစစ်ကောင်စီရဲ့ခလာရ34တည်ရင် အမှတ်32ရဲတည်ရင် ခမရ942တည်ရင် ခမရ943တည်ရင်နဲ့ဒညဝရီရေတပ်ဌာနချုပ်ကအဓိကစခန်းကြီးတွေရှိနေပါတယ်။အဲ့ဒီထဲကမှကြောက်ဖြူမြို့အတွက်အရေးပါတဲ့စစ်ကောင်စီရဲ့အမှတ်32တည်ရင်ခလာရ34တည်ရင်ခမရ943တည်ရင်နဲ့ဒညဝရီရေတပ်ကကင်းစခန်းတွေကို အာခတ်တတော်အေကဝန်းရံပိတ်ဆို့ထားပြီးစစ်ကောင်စီတပ်စခန်းတွေဟာစခန်းတစ်ခုနဲ့တစ်ခုစစ်ကူပေးနိုင်တာမျိုးမရှိဘူးလို့အေတပ်တွင်းသတင်းရင်းမြစ်ကဆိုပါတယ်။ကြောက်ဖြူတိုက်ပွဲမှာစစ်ကောင်စီဘက်ကအရေးနိုင်နေပြီးစစ်ကောင်စီအနေနဲ့ရေချောင်းလမ်းတစ်ခုကိုပဲအားကိုးရနိုင်တာကြောင့်ခြေထဲမှာရှိနေတဲ့စစ်ကောင်စီတပ်တွေအနေနဲ့စစ်တိုက်လို့စိတ်မရှိပဲအလင်းဝင်လာတာမျိုးပိုပြီးတွေ့လာရနိုင်တယ်လို့ CDM ပိုကြီးစင်ရောကတုံ့တက်ပါတယ်။ကြောက်ဖြူတိုက်ပွဲတွေကတော့အရှိန်ရလာပြီလို့ပြောရမှာပေါ့နော်။အားရခတတ်တော်နဲ့ အရခါနဲ့ပူပေါင်းတက်တဲ့ဘက်ကအရှင်ရလာပြီဘယ်လောက်ထိပြင်းထန်မလဲဆိုတော့အေးလှုပ်ဆောင်မှုကိုပဲကျွန်တော်တို့ကစောင့်ကြည့်ရမှာပဲစစ်တပ်အနေနဲ့ကတော့များများဆဆလဲဖြည့်စရာမရှိဘူးရေလမ်းအနေနဲ့ဖြည့်ပဲနီးပဲရှိတော့တယ်ပေါ့နော်ဘာလို့လေစိတ်ကိုလဲစတင်ပြီးတော့တိုက်ခိုက်လာတဲ့အနေထားအဲ့တော့ပြင်းထန်မှုကတော့အေးတို့တိုက်စစ်ဖို့တဲ့ပုံမှာပဲမူတီမှာပဲစစ်တပ်ဘက်ကတော့ စပြီးတော့စစ်ရှုံးနေပြီဆိုတော့ကြောက်ဖြူမှာအေးနေလာပြီဆိုတော့လက်နဲ့ချတာတွေအလင်းဝင်တာတွေတောက်လျှောက်ဖြစ်လာတယ်သူတို့ပြင်းပြင်းထန်ထန်ထုခုကမှုပို့လေအောက်ကစစ်တီတွေကတိုက်လို့စိတ်မရှိဘူးအေးဆိုတဲ့အတန်ကြားတာနဲ့ကြောက်နေတာဖြစ်တဲ့အတွက်အေးနာနာတိုက်ရင်မြန်မြန်ရမယ်ဖြည်းဖြည်းတိုက်ရင်အဲ့နဲ့နာနာမတိုက်ဖဲနဲ့ဒီတိုက်မိတ်မဲ့တိုက်မယ်ဆိုရင်ကြာမရမယ်အဲ့ဒီအနေထားပဲဖြစ်ကျောက်ဖြူတိုက်ပွဲမှာအေရဲ့တိုက်ခိုက်မှုတွေကိုစစ်ကောင်စီဘက်ကကြီးရည်လေး၃ခုစလုံးနဲ့ခုခံတိုက်ခိုက်နေပြီး နေတာတဲ့နေ့ဆိုရင် drone တိုက်ခိုက်မှုတွေပိုလုပ်တယ်လို့ AA သတင်းသတင်းရင်းမြစ်ကပြောပါတယ်။ဇွန်လ18ရက်နေ့မှာအမှတ်32ရဲတပ်ရင်းကိုစစ်ကူလာတဲ့ကြောက်ဖြူမျိုးတွေကစစ်ကောင်စီစစ်ကြောင်းကိုအရခတ်တက်တော် AA ကကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား10ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေလည်းတင်းစင်ရမိခဲ့တယ်လို့သိရပါတယ်။ကြောက်ဖြူမျိုးသိန်းတိုက်ပွဲကို A ကဖေဖေတိုက်ယူတဲ့နီးပြူဟာကိုအုံပြူပြီးတိုက်ယူနေတယ်လို့ CDN ဘူကြီးစင်ရောကတုံ့တက်ထားပါဗျ။ ပြပြချင်းတိုက်ယူတဲ့နီးပြူဟာနဲ့ကြောက်ဖြူမြို့တိုက်ပွဲမှာအေကစစ်ကောင်စီကာကင်းစခန်း၃ခုထက်မနည်းကိုတိုက်ခိုက်သိမ်းပိုက်ရရှိထားပါတယ်။အမှတ်32ရဲတပ်ရင်းရဲ့အဓိကကာကင်းစခန်းဖြစ်တဲ့နှမ်းဖဲတောင်စခန်းနဲ့မင်းတက်တောင်စခန်းကိုအေကသိမ်းပိုက်ထားတယ်လို့တရုတ်နဲ့စစ်ကောင်စီပူးပေါင်းထိုင်တဲ့မြမရင်နယ်နဲ့တဘာဝတပ်ငွေလုပ်ငန်း MOG ရုံးရဲ့ကာကင်းစခန်းဖြစ်တဲ့လက်ခမော်တပ်စခန်းကိုအေကသိမ်းပိုက်ထားတာပါ။မင်းတက်တောင်စခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့တမ71နီးပြူဟာမူလဖြစ် တိုင်းစစ်ဦးစီးမှုပြမဒန်လေဖြစ်တဲ့ဒုတိယဗိုလ်မှူးကျော်လင်းကျိုင်အပါအဝင်တပ်သား15ဦးကိုအေကအရှင်ဖမ်းဆီးရရှိထားပါတယ်။ဒါပြင်နှက်ဖဲတောင်တိုက်ပွဲမှာစစ်ကောင်စီတပ်မ7ကဗိုလ်မှူးချုပ်ကျော်မျိုးအောင်နဲ့နောက်ထပ်တပ်သား9ဦးဟာအေရဲ့စနိုက်ပါကြောင့်တိုက်ဆုံးသွားတယ်လို့သတင်းရင်းမြစ်တွေကအတည်ပြုထားပါတယ်။ ကချင်မြကြီးနားမြို့ခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေရန်ကုန်ရဲမှုခြေဆိုင်အမှတ်111ချင်းမြန်တရင်ကိုတော်ဝင်ပြောင်းရွှေ့ခံရတဲ့ဗိုလ်မှူးဝန်တပ်ဟာကြောက်ဖြူမြို့ကိုစစ်စီရေးလာလုတဲ့နေ့ဇွန်လ9ရက်နေ့မှာ AES နိုင်ပါကြောင့်တိတ်ဆုံးသွားပါတယ်။အာခတ်တက်တော် AEA ရခိုင်ပြည်မြို့နယ်18ခုရှိတဲ့အနက်14မြို့နယ်ကိုသိမ်းပိုက်ထားပြီးကြန့်ရှိနေတဲ့စစ်တွေကြောက်ဖြူနယ်မန်အောင်မြို့တွေထဲကကြောက်ဖြူမြို့နယ်စစ်တွေမြို့နယ်တွေမှာတိုက်ပွဲတွေပေါ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာ။